မိဘပြည်သူများရှင်ကျွန်မဒုတိယသတင်းလေးအနေနဲ့ရွေးချယ်ထားတာကတော့ Job Soror ရဲ့အကြောင်းလေးရွေးချယ်ထားပါရှင်။ Job Soror ဆိုတဲ့နာမည်ကတော့အစမတို့နိုင်ငံရေးနဲ့ပတ်သက်တဲ့ပေါ့နော်ကိစ္စရေးလေ့လာတဲ့သူတိုင်းအတွက်ရင်းနှီးနေတဲ့နာမည်ဖြစ်မယ်လို့တော့ထင်ပါတယ်။ဒီပုဂ္ဂိုလ်ကိုအမေရိကန်နိုင်ငံတရားရေးဌာနအနေပြီးတော့တရားစွဲဆိုဖို့အတွက်စုံစမ်းစစ်ဆေးရေးကိစ္စရေးလုပ်တော့မယ်ဆိုပြီးကြေညာလိုက်ပါတယ်။အထက်ကတော့ Job Soror ရဲ့အဖွဲ့အစည်းဖြစ်တဲ့ Open Society Foundation ကိုစုံစမ်းစစ်ဆေးမှာဖြစ်ပါရဲ့ရှင်။ အဓိကကတော့ဒီအဖွဲ့အစည်းကနေငွေကြေးထောက်ပံ့ထားတဲ့အုပ်စုတွေကိုစုံစမ်းစစ်ဆေးရမှာဖြစ်ပြီးတော့ဒီလိုစုံစမ်းစစ်ဆေးမှုအတွက်ကိုလည်းအကြမ်းဖျင်းအစီအမံတွေရေးဆွဲပြီးတော့လောက်ကမ်းရမယ်ဆိုပြီးတော့အမေရိကန်အစိုးရရှေ့နေရုံကိုနိုင်ငံတော်သမ္မတအမိန့်နဲ့ညွှန်ကြားခဲ့ရဆိုပြီးသိရပါတယ်။သမ္မတဒေါ်နယ်ထရန့်ဟာဆိုရင်ဂျော့ဆိုရိုနဲ့ပတ်သက်တဲ့ကိစ္စရဲ့စုံစမ်းမှုအတွက်ကိုအမိန့်စာနဲ့ကိုညွှန်ကြားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ညွှန်ကြားချက်ထဲမှာဆိုရင်ဂျော့ဆိုရိုကိုဆွဲဆိုရမယ့်အမှုတွေကိုအတက်နိုင်ဆုံးဆွဲချက်တင်ပေးကြပါဘောနော်။ဆွဲချက်များနဲ့များများတင်မှာ အရေးယူနိုင်အောင်ကြိုးစားပါမယ်ဆိုပြီးတော့လည်းညွှန်ကြားထားတာကိုမြင်တွေ့ရပါတယ်ရှင့်ဒီတော့ကြော့ဆိုတော့ရဲ့အဖွဲ့အစည်းဖြစ်တဲ့ Open Society Foundation ဟာပါလေဘာကြောင့်အခုလိုမျိုးစုံစမ်းစစ်ဆေးခံရမယ့်အခြေအနေရောက်ရှိလာလဲဆိုတာလေးကိုလည်းကျွန်မအနေနဲ့လေ့လာထားသမျှလေးပြန်လည်တင်ပြပေးချင်ပါတယ်ရှင့်ဒီဖွဲ့စည်းရဆိုရင်နိုင်ငံအနှံ့မှာပေါ့နော်ဒီမိုကရေစီရေလှုပ်ရှားမှုလူခွင့်ရေလှုပ်ရှားမှုတရားမျှတမှုစတဲ့ခေါင်းစဉ်တွေအောက်ကနေပြီးတော့နိုင်ငံတွေရဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေလူမှုပြတ်ပတ်အဖွဲ့အစည်းတွေပေါ့နော် ဒါပြင်အချို့တော့တို့ကြိုးကန့်ချဲလေလို့ရတဲ့အဖွဲ့အစည်းရဲ့အစိုးရတွေဒီလိုမျိုးအဖွဲ့အစည်းတွေစီကိုငွေကြေးထောက်ပံ့ပြီးတော့နိုင်ငံရေးကိုတို့လူတို့ပုံသွင်းပြီးတော့ကစားတတ်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ကျော့ဆိုတော့ရဲ့လုံဆောင်ချက်တွေကိုကျမတို့နိုင်ငံတွေမှာအချို့နိုင်ငံတွေလည်းခံစားနေရတာရှိပါတယ်။ဒါကြောင့်ဒီအဖွဲ့အစည်းရဲ့လုံဆောင်ချက်တွေကိုအချို့နိုင်ငံတွေကကြတော့လုံးဝလက်ခံခြင်းမရှိဘဲတားမြစ်ထားရရှိပါရှင့်။ကျော့ဆိုတော့ထောင်ထားတဲ့ Open Society Foundation ဟာဆိုရင် လုံဆောင်ချက်တွေပေါ့နော်ဒီလုံဆောင်ချက်လေးတွေကျွန်မအနေနဲ့တင်ပြချင်ပါတယ်အဓိကကတော့နိုင်ငံတစ်ခုမှာဒီမိုကရေစီထောက်ခံတဲ့အဖွဲ့တွေကိုငွေကြေးပေးတဲ့ကိစ္စတွေလုပ်ပါတယ်ရွေးကောက်ပွဲစောင့်ကြည့်တဲ့အဖွဲ့တွေလူခွင့်ရေးအဖွဲ့အစည်းတွေလွတ်လပ်တဲ့မီဒီယာတွေဆိုပြီးနာမည်ခံထားတဲ့မီဒီယာတွေလူမှုအခြေပြုအဖွဲ့အစည်းတွေပရိုက်တာအသင်းအချို့ဒါတွေကိုပတ်စံနေဒေါ်လာတွေစီးဆင်းစေပါတယ်ဒီလိုလုံဆောင်ချက်တင်မကနောက်ထပ်လုံဆောင်ချက်ကဥပဒေကြီးရာကိစ္စတွေမှာပါဝင်ရောက်ပြီးတော့စွပ်ဖက်တက်ပါတယ်ရှင့်ဥပဒေကြီးရာပညာရှင်တွေငွေကြေးထောက်ပံ့တာရှိရဲ့ ဥပဒေမူပေါင်းတွေရေးဆွဲတဲ့အခါမှာသူတို့ဝင်ပြီးတော့စွတ်ဖတ်လို့ရအောင်လို့သူတို့ငွေကြေးထောက်ပံ့တာဖြစ်ပါတယ်။ဒါ့အပြင်တရားရေးစီရင်စနစ်ကိုပါပြုရင်ပြောင်းလဲလာအောင်လို့ဥပဒေပညာရှင်တွေကိုပတ်စံထောက်ပံ့ပြီးတော့ကြိုးကင်ချေလဲတဲ့ကိစ္စတွေကိုလောက်ကင်လာခဲ့တာဖြစ်ပါတယ်။နိုင်ငံရေးမှာဆိုရင်လည်းနိုင်ငံရေးအသိပညာနဲ့သက်ဆိုင်တဲ့သင်တန်းတွေမီဒီယာမှာဆိုလဲမီဒီယာပညာရရှိအောင်လုပ်ပေးမယ်ဆိုရင်သင်တန်းတွေကိုနိုင်ငံအနှံ့မှာဖွင့်ပါတယ်။အဲ့ဒီကနေမှသူတို့လိုချင်တဲ့ပုံစံကိုခေါ်ဆောင်မဲ့လူတွေကိုမွေးမြူတာဖြစ်ပါတယ်။ ဲ့ဒီလူတွေဟာသူတို့နိုင်ငံအသီးသီးမှာသူတို့နိုင်ငံအောင်ပြန်ပြီးတော့တပုံးတကန်လုံးမဲ့နိုင်ငံတော်အစ်စာဖောက်တဲ့ဆဲတွေဖြစ်လာခဲ့ပါတယ်။ကြော့ဆိုရဲလုံဆောင်ချက်ကကမ္ဘာတဝန်းလုံးမှာအမြင့်တွေပြီးတော့နိုင်ငံရေးပြည့်စုံမှုဆုံးရှုံးမှုတွေဖြစ်စေခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ဒီတော့ဒီလိုအဖွဲ့အစည်းမျိုးအမေရိကန်နိုင်ငံကစစ်ဆေးမယ်ဆိုတော့အင်မတန်ကောင်းမွန်တဲ့သတင်းပါပဲ။အင်မတန်ကောင်းမွန်တဲ့လုံဆောင်ချက်ပါပဲ။ဒီလုံဆောင်ချက်ကနေကျွန်မမြန်မာနိုင်ငံအနေနဲ့ဘယ်လိုမျိုးပေါ့နော်။စီမံဆောင်ရွက်တဲ့လေ ဘယ်လိုမျိုးအကျိုးအမြတ်ရှုသင့်လဲဆိုတာလေးကိုကျွန်မအနေနဲ့တက်သိနားလဲတော့လေးရှင်းပြခြင်းပါရှင့်အခုဆိုရင်ဂျော့ဆိုရိုနဲ့ပတ်သက်ပြီးတော့စစ်စင်းမှုတွေလုပ်တော့မယ်ဆိုတော့ကျွန်မမြန်မာနိုင်ငံမှာလည်းသူတို့မှုေသွားတဲ့ကိစ္စအများကြီးပါပဲအဓိကနိုင်ငံရေးသမားအချို့စီကိုစီစဉ်ထားတဲ့ဂျော့ဆိုရိုရဲ့ဒေါ်လာတွေဒီမိုကရေစီလှုပ်ရှားမယ်ဆိုတဲ့အဖွဲ့အစည်းတွေစီကိုစီစဉ်လာတဲ့ပတ်စံငွေကြေးတွေဒါတွေကိုဘသူ့ပေးထားတယ်ဘလောက်ပေးထားတယ်ဆိုတော့ကျွန်မတို့သိနိုင်စွမ်းမရှိပါဘူးဒါအောင်သိနိုင်စွမ်းရှိတာကဂျော့ဆိုရိုတို့အဖွဲ့အစည်းကိုယ်တိုင်ပဲဖြစ်ပါတယ် ပြီးတော့စစ်ဆေးတော့မယ်ဆိုတော့ကျွန်မမြန်မာနိုင်ငံအနေနဲ့ကျော့ဆိုတော့ရဲ့ Open Society Foundation ကိုစစ်ဆေးတဲ့အခါမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ data တွေကိုအေဒီကန်နိုင်ငံစီကိုတရားဝင်အစိုးရချင်းတောင်းဆိုပြီးတော့ဒီစင်းတွေရယူတဲ့နယ်လို့ကျွန်မအနေနဲ့အကြံပြုချင်ပါတယ်။လုံနိုင်မယ်ဆိုရင်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အမေရိကန်နိုင်ငံအတွက်လည်းဒါကအကျိုးရှိမယ်လို့ထင်ပါတယ်။နိုင်ငံရေးမှာအများနဲ့ရန်သူအများနဲ့မိတ်ဆွေဆိုတာမရှိဘူးဆိုတဲ့အခါတိုင်းပေါ့နော်။ ဂျော့ဆိုတော့ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရန်သူဖြစ်သတ်မှတ်လိုက်ပြီးဖြစ်တဲ့အတွက်အဲ့ဒီရန်သူကိုဖြိုချနိုင်မှုအတွက်သူ့အနေနဲ့ဘယ်သူမှမဆိုမိတ်ဆွေလုပ်ဖို့အတွက်အခုချိန်မှာဆင်းသင့်ဖြစ်နေမှာပဲဒါကြောင့်မြန်မာနိုင်ငံအနေနဲ့ကလည်းငါတို့နိုင်ငံကလည်းဒီလူကဖျက်ဆီးခဲ့တယ်ငါတို့မှလည်းရှိရတဲ့တည်ငါတို့ပေးမယ်မင်းတို့လည်းကျော့ဆိုတော့ကငေါ့နိုင်ငံမှာရှိရဲဘယ်ဖွဲ့စည်းတွေဘယ်လူပုဂ္ဂိုလ်တွေဘယ်နိုင်ငံရေးသမားတွေဘယ်နိုင်ငံရေးပါတီတွေဘယ်သူတွေစီကိုငွေကြေးတွေစီစဉ်ထားလဲဆိုတဲ့အရာတွေသူတို့ဘာ project တွေလုပ်ခဲ့လဲဆိုတဲ့အရာတွေဓာတ်တွေကို data တွေမင်းတို့ရှာဖွေတွေးရှိသမျ ငါတို့ပေးပါဆိုပြီးတော့ပေးရင်လုပ်မယ်ဆိုရင်တင့်တော်တယ်လို့ကျမမြင်ပါတယ်ရှင့်ကျမတို့မြန်မာနိုင်ငံကတသန်းတက်တကူမကြုံဘူးတဲ့စိုးဝါလုံးနဲ့ခစ်တကူကျမတို့ဖျက်ဆီးခဲ့ပြီးပါပြီအဲ့ဒီလိုပဲကျမနိုင်ငံဒီလိုဖြစ်အောင်လုပ်သွားခဲ့တဲ့ရန်သူတွေရဲ့လေဘင်းမှာရှိရဲ့ကျိုးကိုလည်းကျမတို့ကင်နာမိပြီးရှင့်အဲ့ဒီအချိန်မှာကျမတို့ကဒီကျိုးကိုတင်းတင်းဆွဲပြီးရန်သူကိုမချေမုန်းဘူးဆိုရင်ကျမတို့လောက်သမိုင်းမှာတာဝန်မကျေတဲ့သူရှိတော့မှာမဟုတ်ပါဘူးရှင့် ဒီလိုထပ်ပြီးတော့သူတို့လေဘင်းကကျိုးကိုဆွဲမိဖို့ဆိုတော့လည်းနောက်တစ်ခါအခွင့်အရေးမရပါဘူးနော်အခွင့်အရေးရအမြဲတစ်ချိန်ပဲရပါတယ်ဒါလေးနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေသိရှိစေချင်ပါတယ်ကျမတို့မြို့ဝပြည်သူတွေကတော့ကျမတို့မြန်မာနိုင်ငံကိုရှံပြုတ်လာတဲ့သူတွေမှန်မြောက်ကိုခြေမုံးချင်ပါတယ်အမြင့်ဖြတ်ခြေမုံးချင်ပါတယ်နောက်ထပ်ဒီလိုမျိုးရန်သူတွေမရှိတော့အောင်လို့ဖန်တီးချင်ပါတယ်ကျမတို့ဒီလိုခစ်ဆိုးကြီးကိုအကြိမ်ကြိမ်ခါခါမဖြတ်တန်းချင်တော့ပါအောင်ရှန့်ကျမတို့မိဘလက်ထက်က88ကိုဖြတ်တန်းခဲ့ရတယ်ကျမတို့ခင်မှာ2021ကိုဖြတ်တန်းခဲ့ရတယ် ဒီရန်သူတွေကိုကျမတို့အမြင့်ဖြတ်မချေမုံလို့ရှိရင်ကျမတို့မျိုးဆက်ကြရင်နောက်ထပ်နှစ်ပေါင်း20လောက်ဆိုရင်ထပ်ပြီးတော့ဒီခေတ်ဆိုကြီးကိုထပ်ပြီးတော့ဖြတ်တန်းရအောင်မှာပါဒါကြောင့်ကျမတို့ခင်မှာပဲတအားအမြင့်ဖြတ်ကြမယ်ဒီလူတွေလည်းမင်းမရှိရဲ့အကျိုးကိုတင်းတင်းကန်ပြီးတော့ကျမတို့ရန်သူတွေကိုချေမုံရပါမယ်ဒါဟာတမိုင်းမိတောင်ဝင်ပဲဖြစ်ပါရဲ့ရှင်ဒီတမိုင်းမိတောင်ဝင်ကိုတာဝန်ရှိရသူများခြေပြွန်နိုင်စေဖို့အတွက်အပြစ်မဲ့တဲ့မိဘပြည်သူများအားလုံးကိုစားခေဆိုးစနစ်ဆိုးကြီးမှာမိသားစုရေဆုံရှုံခဲ့ရတဲ့အနာဂတ်တွေဆုံရှုံခဲ့ရတဲ့ တာသမီတွေဆုံရှုံခဲ့ရတဲ့မိဘတွေဆုံရှုံခဲ့ရတဲ့မိဘပြည်များအားလုံးကိုစားကျွန်မကတင်ပြတောင်းဆိုလိုက်ပါရစေရှင်။